ဉာဏ်ပညာဆိုတာဘာလဲဉာဏ်ပညာဆိုတာရိုးရှင်းတဲ့အသိပညာဒါမှမဟုတ်စာအုပ်တွေထဲအသင်ယူရရှိတဲ့ theory တသက်တော်မဟုတ်ပါဘူးဉာဏ်ပညာဆိုတာဘဝရဲ့အနက်ဆိုင်ဆုံးအတိတ်ဘယ်တွေလူသားချင်းဆက်ဆံရေးရဲ့ရှုပ်ထွေးမှုတွေနဲ့လောကဒဏ်တရားတွေကိုနားလည်ပြီးလက်တွေ့ဘဝမှာအကျိုးရှိအောင်အသုံးချတတ်တဲ့စွမ်းရည်တစ်ခုဖြစ်ပါတယ်ဒါသိရှိမှုနဲ့ဖြစ်တည်မှုကြားဆက်သွယ်မှုတရားတစ်ခုလည်းဖြစ်ပါတယ် ပညာရှိတယ်ဆိုတာမေခွန်းတိုင်းရဲ့အဖြေကိုသိနေတာမျိုးမဟုတ်ပါဘူး။တခါတည်းမှာပညာရှိတယ်ဆိုတာမေခွန်းထုတ်ရမယ့်အချိန်ကိုသိတာ။ဒါမှမဟုတ်အဖြေမရှိဘူးဆိုတာကိုသဘောပေါက်လက်ခံတာမျိုးဖြစ်ပါတယ်။အသိပညာနဲ့ဉာဏ်ပညာကိုရှင်းရှင်းလင်းလင်းခွဲခြားဖို့လိုပါတယ်။အသိပညာဆိုတာအချက်လက်တွေကို စုဆောင်းတာ၊မှတ်သားတာ၊ကြက်မှတ်တာဖြစ်ပါတယ်။ဥပမာဘက်တီးရီးယားဆိုတာဘာလဲ။ဒါမှမဟုတ်ကမ္ဘာသမိုင်းမှာဘယ်လိုဖြစ်ရတွေဖြစ်ခဲ့လဲဆိုတာသိတာမျိုးဖြစ်ပါတယ်။ ဒါပေမဲ့ဉာဏ်ပညာဆိုတာအဲ့ဒီအသိပညာဘယ်အချိန်မှာဘယ်လိုနီးနဲ့ဘ ᱹ ဒုအပေါ်မှာအတုံးပြုတ်ရင်အကောင်းဆုံးရလတ်ထွက်ပေါ်လာမလဲဆိုတာဆုံးဖြတ်နိုင်တဲ့စွမ်းရည်ဖြစ်ပါတယ်။ဥပမာယောဂကူးစက်မှုမဖြစ်အောင်ဘက်တီးရီးယားကြောင့်တိထားတဲ့အသိပညာကိုအတုံးပြုတ်ပြီးလက်စီဖို့ဆုံးဖြတ်လိုက်တဲ့အခါဒါဉာဏ်ပညာရဲ့လှုပ်ဆောင်ချက်ဖြစ်လာပါတယ်။ဉာဏ်ပညာရဲ့အဓိကအစိတ်ပိုင်းတွေထဲမှာအတွေ့အကြုံကအရေးကြီးဆုံးတစ်ခုပါ။ဘဝမှာကြုံတွေ့ရတဲ့အသက်ကြွေအမားတွေ အောင်မြင်မှုတွေအားလုံးဟာဉာဏ်ပညာရဲ့ဆရာတွေပါပဲအမားတစ်ခုဖြစ်ခဲ့ရင်အဲ့ဒီအမားကြောင့်ဝဲနေပူဆွေးနေုံတက်တက်မဟုတ်ပဲနောက်တစ်ချိန်ဘလို့ရှောင်ရှားရမလဲဘလို့ပိုကောင်းအောင်လှုပ်ဆောင်ရမလဲဆိုတဲ့သင်ခန်းစာကိုရှားပွေတက်တာဉာဏ်ပညာပဲဖြစ်ပါတယ်ပညာရှိတဲ့သူဟာအခြားသူတွေရဲ့အတွေ့အကြုံတွေကနေသင်ခန်းစာယူနိုင်စွမ်းရှိပါတယ်နောက်ထပ်အရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုကတော့မိမိကိုယ်ကို စင်ကျင်သုံးသက်ခြင်းပါကိုယ့်ရဲ့စိတ်နေစိတ်ထားအားနေချက်အားသာချက် ကိုရဲ့လှုပ်ဆောင်ချက်တွေကတခြားသူတွေပေါ်ဘလို့တက်ရောက်မှုတွေရှိတလဲဆိုတော့ပြန်လဲဆန်းစစ်နိုင်စွမ်းပဲဖြစ်ပါတယ်။မိမိကိုကိုနားလဲခြင်းဟာလောကကိုနားလဲခြင်းရဲ့ပထမဆုံးခြေလှမ်းဖြစ်ပါတယ်။ဉာဏ်ပညာမာနနဲ့ဝေးကွာပြီးမတိတောင်ဝန်ခံတတ်တဲ့နှိတ်ချမှုရှိပါတယ်။လူမှုဘဝမှာဉာဏ်ပညာကိုအထင်ရှားဆုံးပြတတ်တဲ့အရာတစ်ခုကတော့ဇာနာမှုနဲ့ဂုဏတရားပဲဖြစ်ပါတယ်။လူတယောက်ရဲ့ခံစားချက်ကိုကိုချင်းစာနားလဲနိုင်ခြင်း ူတပားရဲ့ဒုက္ခကိုမြင်၊ကုညီခြင်းနဲ့စိတ်ထားရှိခြင်းဟာဉာဏ်ပညာရဲ့အမြင့်ဆုံးအဆင့်တစ်ခုကိုဆိုနိုင်ပါတယ်။ဉာဏ်ပညာကကျွန်တော်တို့ကိုအဖြူနဲ့မဲခွဲခြားရုံထက်ပိုပြီးမိခိုးရောင်နဲ့မြေဥပါ မြင်အောင်ကြည့်နိုင်စေပါတယ်။လူတွေရဲ့လောက်ရက်တိုင်းမှာအကြောင်းရင်းခံတစ်ခုခုရှိတယ်ဆိုအောင်လက်ခံနိုင်စွမ်းရှိစေပါတယ်။နေစဉ်ဘဝမှာဆုံးဖြတ်ချက်တွေမှာဉာဏ်ပညာအလွန်အရေးပါပါတယ်။ဉာဏ်ပညာရှိတဲ့ဆုံးဖြတ်ချက်တွေဟာခဏတာစိတ်ခံစားမှုအပေါ်အခြေခံတာတဲ့ ရေရှည်အကျိုးစီးပွားနဲ့တန်ဖိုးတွေကိုဦးစားပေးလေရှိပါတယ်။ဥပမာဒေါသထွက်တဲ့အချိန်မှာချက်ချင်းပြန်လဲတုတ်ပြန်ချင်းတဲ့စကားမပြောခင်ခဏတာစောင့်ဆိုင်ပြီးအခြေအနေကို သုံးသပ်နိုင်စွမ်းအားဉာဏ်ပညာပဲဖြစ်ပါတယ်။ဒီလိုဆုံးဖြတ်နိုင်ခြင်းအဖြစ်မလိုအပ်တဲ့ပဋိပက္ခတွေကိုရှောင်ရှားနိုင်ပြီးဘဝကိုငြိမ်းချမ်းစွာ ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။ဒါအပြင်ဉာဏ်ပညာစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရတဲ့အခါကျွန်တော်တို့ကြက်ကြက်ခံနိုင်အောင်လဲကူညီပေးပါတယ်။ အခက်ခဲဆိုတာဘဝရဲ့တဘာဝတရားဖြစ်တယ်ဆိုတာကိုလက်ခံနိုင်ပြီးပြဿနာတစ်ခုကိုအဆုံးသတ်ဖြစ်မမြင်ပဲသင်ယူစရာအခွင့်အရေးဖြစ်မြင်တတ်တာဉာဏ်ပညာရဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်ပညာရှိသူဟာစိတ်မပြတ်ပဲဆက်လက်စူးစမ်းဖို့အတွက်လိုအပ်တဲ့စိတ်ဓာတ်ခွန်အားကိုရှာဖွေနိုင်စွမ်းရှိပါတယ်ဒီတော့ဉာဏ်ပညာကိုဘယ်လိုမွေးမြူရမလဲပါရမဇောအနေနဲ့စင်ဆက်မပြတ်လေ့လာသင်ယူခြင်းဟာအခြေခံအုတ်မြစ်ဖြစ်ပါတယ်ဒါပေမဲ့လေ့လာရင်ဆိုတာဇာတ်ဖက်တာမျိုးအပြင် ကိုပဝန်းကျင်ကလူရီစီကနေနားထောင်ပြီးလေ့လာတာတဘာဝတရားကိုစောင့်ကြည့်ပြီးလေ့လာတာတွေလည်းပါဝင်ပါတယ်။ကဘာကြီးပေါ်တည်ကျင်စိတ်ကိုမဆုံးရှုံးပါစေနဲ့။ဒုတိယအနေနဲ့တိတ်ဆိတ်ငြိမ်သက်စွာနေသက်ဖို့လေ့ကျင့်ပါ။တရားထိုင်ခြင်းဒါမှမဟုတ်တနစ်တာမှာမိမိကိုယ်ကိုစင်ကျင်သုံးသက်ဖို့အချိန်ပေးခြင်းအဖြစ်ကိုယ့်ရဲ့အသွေးနဲ့ခံစားချက်တွေကိုရှင်းရှင်းလင်းလင်းမြင်နိုင်မှာဖြစ်ပါတယ်။အပြင်လောကရဲ့ဇူညံတန်တွေကြားမှာမဟုတ်ပဲ။ ကိုယ့်ရဲ့အသွင်းစိတ်ကလာတဲ့အတန်ကို နားထောင်တတ်ဖို့လိုပါတယ်။တတိယအနေနဲ့အမားတွေကိုကြောက်ရွံ့ခြင်းမပြုပါနဲ့။လူတိုင်းအမားလို့သက်ကြပါတယ်။အရေးကြီးတာအဲ့ဒီအမားကိုဘွားရဲ့ဇက်သိမ်းလို့သတ်မှတ်လိုက်တာလား။ဒါမှမဟုတ်နောက်ထပ်စတင်ခြင်းရဲ့အစလို့သတ်မှတ်လိုက်တာလားဆိုတာပါပဲ။အမားတိုင်းဟာလမ်းညွန်ဆိုင်ဘုတ်တွေဖြစ်ပြီးကျွန်တော်တို့ကိုပုံမှန်ကန်တဲ့လမ်းကြောင်းစီတွန်းပို့ပေးပါတယ်။ အချို့အဖြစ်ဆိုရရင်ဉာဏ်ပညာဆိုတာကျွန်တော်ရဲ့ဘဝကြီးလျှောက်လုံးစုဆောင်းသွားရမယ်အဖိုးတန်ယတနာတပါးပဲဖြစ်ပါတယ်။ဒါမွေးကလေးကပါလာတဲ့စွမ်းရည်တစ်ခုမဟုတ်ပဲလေ့ကျင့်မှုအတွေ့အကြုံနဲ့မိမိကိုယ်ကိုစင်ကြင်သုံးသပ်မှုတွေကနေသင့်တဖြည်းဖြည်းမွေးမြူသွားရမယ့်အရာဖြစ်ပါတယ်။ပညာရှိခြင်းဟာဘုံမကောင်းမွန်တဲ့ဘဝတစ်ခုကိုဥတည်စေပြီးကိုယ်ရန်ရောပတ်ဝန်းကျင်ကိုပါအေးချမ်းစေမယ့်အဓိကတော့ချက်ဖြစ်တယ်ဆိုတာသင်ပြလိုက်ရပါတယ်။ အားလုံးပဲနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်အသက်သက်တော့အကြောင်းအရာတွေကိုနားဆင်ဖို့အတွက်ကျွန်တော် channel လေးကို subscribe လုပ်ထားပေးဖို့လည်းဖိတ်ခေါ်ပါတယ်ကျွန်တော်ရဲ့ video လေးတွေကနေအသိပညာတွေတိုးပွားနိုင်ကြပါစေလို့ဆန္ဒပြုပါတယ်